အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ထူးခြားတဲ့ဉာဏ်လန်းအကြောင်းကိုပြောပြခြင်းပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးမျိုးကိုကြည့်ပါသူ့ရဲ့ဉာဏ်လန်းကဂွင်းပုံစံဘယ်လိုကြောင့်ဖြစ်နေတာပါလဲပုံမှန်ကတကြောင်းတည်းမဟုတ်လို့ဖြစ်ပါတယ်ပုံမှန်အသက်လန်းကစလာတဲ့ဉာဏ်လန်းကလက်ကျွယ်ဘက်ကိုကော့နေပါတယ်ဒါကလက္ခဏာရှင်ရဲ့လက်မှုပညာနဲ့အမှုပညာတို့မှာလက်တွေ့ကြကြနားလည်တက်ကြွခြင်းကိုပြသပါတယ်ကူတန်ရောင်းဝယ်တက်တဲ့ပညာမှာလည်း ပညာသားပါပါဆောင်ရွက်တက်ပါတယ်။နောက်တစ်ကြောင်းကစနေဂျူကိုအောက်ကစပြီးအထက်ဘက်ကိုတက်နေတဲ့ညာလန်းကအောက်ကိုဝိုက်ဆင်းနေတာဖြစ်ပါတယ်။ထင်ရှားပြီးအားကောင်းပါတယ်။ဒါကစိတ်ကူးညံ့ကောင်းသူလို့ပြပါတယ်။ဒီလိုနဲ့ညာလန်းနှစ်ကြောင်းကအချင်းချင်းဂွင်းဖြစ်သွားပါတယ်။တေချာကြည့်လိုက်မယ်ဆိုရင်တော့ညာလန်းအပေါ်ဘက်ကအတက်ဟာခွဲထွက်သွားရကနေကြာဘူးဖြစ်သွားပြန်ပါတယ်။ညာလန်းနှစ်ခုပေါင်းပြီးဖြစ်ပေါ်နေတဲ့ဂွင်းကြီးကအကျွေးတင်တတ်ပါတယ်။ ဒါကတော့အလွန်ဆိုးပါတယ်အာယုံနောက်ရပါတယ်နောက်တစ်ခုကြာဘူးကတော့ညံလန်းအပေါ်မှာရှိနေတဲ့အတွက်ဉာဏ်ပညာအရမိမိရဲ့အလုပ်တွေတိုးတက်မယ်ထူးချွန်မယ်လက္ခဏာရှင်ကသူ့ရဲ့ဉာဏ်လန်းရဲ့ကောင်းခြင်းဆိုးခြင်းကိုခံစားရမှာပါဉာဏ်လန်းကိုထောက်ပြီးထောင်တက်နေတဲ့အောင်မြင်လန်းကလည်းသူ့ရဲ့အသိဉာဏ်ပွင့်တော့သူဟာအောင်မြင်မဲ့သူစွမ်းရည်ရှိမဲ့သူလို့ပြနေပါတယ်သူ့ရဲ့လက်ကကြမ်းရှက်ရှက်လေးဖြစ်ပါတယ်ပင်မခံနိုင်ပြီးဇွဲရှိတက်ပါတယ် ခြုံငုံပြီးပြောရမယ်ဆိုတော့ဉာဏ်ပညာရဲ့ကောင်းကျိုးကိုခံစားရပြီးအောင်မြင်မဲ့သူလို့သုံးသပ်ကြည့်နိုင်ပါတယ်။နောက်တစ်ခုကတော့တနင်္လာဂျူကုံဘော်က၅ရုပ်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးမြေမှာတနင်္လာဂျူကုံဘော်မှာ၅ရုပ်ရှိနေပါတယ်။ဒါကတော့ခရီးသွားလာခြင်းဆိုင်ရာစီးပွားရေးလုပ်ငန်းတွေအဲလန်ညိုလုပ်ငန်းတွေနိုင်ငံခြားသွားရောက်လုပ်ကိုင်ခြင်းတွေနဲ့အောင်မြင်ကြီးပွားနိုင်ပါတယ်။တနင်္လာဂျူကုံဘော်မှာ၅ရုပ်ရှိနေမယ်ဆိုရင်တော့ဒီလုပ်ငန်းတွေနဲ့အောင်မြင်ကြီးပွားနိုင်ပါတယ်။ ြီးပွားနိုင်မဲ့နီလန်းပေးတော့ငါလဲမလုံးမကင်ပဲရှိနေမယ်ဆိုရင်ငါရုပ်လဲတတ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်တနင်းလာကျူခုံမှာငါရုပ်ရှိနေတော့အထက်ကပြောခဲ့တဲ့လုပ်ငန်းတွေထဲကတခုခုသာထားလုပ်လိုက်ပါ။နောက်ထပ်မျက်ဝေပြမဲ့လက္ခဏာကတော့အထက်အင်္ဂါကျူခုံအမအကြောင်းပဲဖြစ်ပါတယ်။အထက်အင်္ဂါကျူခုံအမအကြောင်းရဲ့အမသားတွေကိုတင်ပြပါမယ်။နံပါတ်၁ကတော့အထက်အင်္ဂါကျူခုံမှာဒေါင်လိုက်မြင်းတခုပိုင် သူဟာတတ်တိရှိတဲ့သူဖြစ်ပါတယ်။ဘယ်အလုပ်မျိုးကိုမဆိုလောက်ရဲမယ်။ တိုက်ခိုက်လူစိတ်ရှိတဲ့သူဖြစ်ပါတယ်။ငမနစ်ကတော့ဒေါင်လိုက်မြင်းတွေကအများကြီးရှိနေရင်တော့အချင်းချင်းထိဆက်ရောရှက်ရှုပ်နေမယ်ဆိုရင်ဒေါသကြီးပြီးကာမဂုဏ်အာယုံကိုရစ်မှုလေးရှိပါတယ်။အချစ်ရေးမှလည်းရက်ဆက်တက်ပါတယ်။တနာကျင်နာစိတ်မရှိတတ်ပါဘူး။အောင်မြင်ဖို့ကတော့ဒီစိတ်ကတော့အနောက်ရှက်ပြုပါလိမ့်မယ်။နောက်ပြီးသူကအဆုပ်ပြုံယောဂနဲ့အတန်အူယောဂတွေရပါမယ်။နံပါတ်3ကတော့အမဲဆက်ပဲဖြစ်ပါတယ်။အမအင်္ဂါဂျူခုံမှာအဆက်အမဲရှိရင်တော့ ရန်ဖြစ်ရာကနေထိခိုက်မိလို့ဒဏ်ရာရမယ်။နောက်ပြီးဂျူခုံကလည်းမောက်ပြီးဘေးကိုစူထွက်နေမယ်ဆိုရင်တော့မိမိပါတာပဲဒဏ်ရာရရှိပါလိမ့်မယ်။နံပါတ်၄ကတော့ကြက်ချီခတ်ဖြစ်ပါတယ်။အင်္ဂါဂျူခုံအမမှာကြက်ချီခတ်လည်းရှိပြီးဂျူခုံကလည်းမိုးမောင်းနေမယ်ဆိုရင်ရန်စတက်တဲ့ညံရှိတဲ့အတွက်ကြောင့်သို့မဟုတ်ခေါင်းမာသူဖြစ်တဲ့အတွက်ကြောင့်ဘေးတွေ့မယ်။တာမန်ဂျူခုံမှာပါရင်တော့ကိုလက်အင်္ဂါထိခိုက်မှုဘေးတွေကိုကြုံဆုံရမှာဖြစ်ပါတယ်။တွေးကံပါရင်တော့ စစ်ရေးဗျူဟာကျွမ်းကျင်တက်မြောက်မှုမှာတစ်ဖက်ကန်ခတ်လိုက်မယ်နံပါတ်5ကတော့ကျယ်မသာဖြစ်ပါတယ်ကျယ်မသာပါပြီးတော့ဂျူခုံမောင်းရင်တော့မထိန်နိုင်တဲ့ဒေါသကြောင့်သို့မဟုတ်မနာလိုစိတ်ကြောင့်လူတက်မှုကျူးလွန်မိတတ်ပါတယ်တာမန်ဂျူခုံတွေမှာပိုင်တော့သူများလှုပ်ကြံတာကိုခံရမှာဖြစ်ပါတယ်နံပါတ်6လေးတော့ကွက်လေးတော့ကွက်ပိုင်တော့ဒေါသစိတ်ကိုချုပ်တီးပြီးတော့ဘေးရန်ကင်းမယ်နံပါတ်9ကတော့ဆက်ဝိုင်းဖြစ်ပါတယ်ဆက်ဝိုင်းပိုင်တော့နမိတ်ဆိုးဖြစ်ပါတယ်မျက်စိကွယ်တတ်ပါတယ် မျက်စိမှာထိခိုက်မိပါလိမ့်မယ်။နံပါတ်၈ကတော့ဂျိုခုံဘေးကနေကံလန်ဖြတ်မြင်းတွေပါလာခြင်းပဲဖြစ်ပါတယ်။ဂျိုခုံဘေးကနေကံလန်ဖြတ်မြင်းတွေပါလာရင်တော့ရန်သူရှိတတ်ပါတယ်။မြင်းတစ်ချောင်းကရန်သူတစ်ယောက်ဖြစ်ပါတယ်။ဒီမြင်းအတူအစီကိုလည်းစစ်ဆေးကြည့်သင့်ပါတယ်။တကယ်လို့ကျမ်းမာရေးလမ်းနဲ့အောင်မြင်းလမ်းတွေကဖြတ်နေမယ်ဆိုရင်တော့ကျမ်းမာရေးထိခိုက်မယ်။ကံလန်းကိုဖြတ်နေတော့ဆွေမျိုးသားချင်းထိခိုက်အသေးဆုံးတတ်ပါတယ်။နံပါတ်၉ကတော့ခိုင်ရင်ကွာပဲဖြစ်ပါတယ်။ ခရင်ကွာကကံလန်းပြဝင်လာရင်တော့အစုံနဲ့အသံအိုးကင်စာဖြစ်တတ်ပါတယ်။ခွဲစိတ်ကုသရတတ်ပါတယ်။နံပါတ်10ကတော့ယာဇမတ်ကွက်ပဲဖြစ်ပါတယ်။ယာဇမတ်ကွက်ပါနေရင်တော့ထင်ရှားနေရင်မကောင်းပါဘူး။လူသက်ချင်တဲ့စိတ်ရှိမယ်။ရက်ဆက်ကြံကြုံမယ်။တနင်္လာဂျူခုံအထိဆက်နေတဲ့ယာဇမတ်ကွက်ပါနေရင်တော့အစာမကြေယောဂနဲ့အစာအိမ်ယောဂကို ခွဲစိတ်ရတဲ့တည်းဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့စနေဂျူခုံအကြောင်းပါ။စနေဂျူခုံရဲ့သဘာဝအကြောင်းဖြစ်ပါတယ်။ လက်ကလေးလက်ချောင်းရဲ့အောက်ဘက်ဂျူခုံကအသားဆိုင်လေးကိုတော့စနေဂျူခုံလို့ခေါ်ပါတယ်။စနေဂျူခုံရဲ့သဘာဝနဲ့အမှတ်အသားတွေကတော့ဂျူခုံကလပတ်တန့်ရှင်ပြီးတာမန်ထက်မိုးမောင်းနေရင်မိို့ဖလာလေးကျင်းတဲ့ဂုံသိက္ခရှိသူဖြစ်ပါတယ်။စင်စားတွေးခေါ်မှုဉာဏ်ရည်မြင့်ပါတယ်။သူတို့ရဲ့အဆုံးဖြတ်ဟာစေဇက်သေးကြလုံးတယ်။ခံစားချက်ကိုချုပ်ထိုင်းနိုင်သူဖြစ်ပါတယ်။ဉာဏ်မျောမြင်ရှိသူလည်းဖြစ်ပါတယ်။သူ့ကိုကြည့်ရင်ဘေးကနေမြင်ရရင်တော့အေးဆေးပဲဖြစ်ပါတယ်။ညင်းညူတာမျိုးမရှိဘူး။ လူစုလူဝေးမကြိုက်ဘူးတကူတော်သမားပဲဖြစ်ပါတယ်တစ္ဆာသမားကြီးရှိကြပါတယ်အားကစားနဲ့ရည်စရာတွေအချစ်ရေးရာတွေကိုမကြိုက်ပါဘူးတတိကြီးသူတွေဖြစ်ပါတယ်စုံကဝေနဲ့လိုဝက်သေးဖို့ဇက်လံမျိုးတွေကိုကြိုက်ကြပါတယ်ဂမ်ဘီယာပညာကိုလိုက်စားရင် ပေါောက်ရောက်တတ်ပါတယ်စရင်ကင်တွေစရင်စစ်တွေဇေဝါဓာတုပိဒပညာနခဗိဒပညာတွေမှာလေးလာတက်ကြွန်းကြပါတယ်သူတို့ဟာအကျော်အစစ်ရောင်တဲ့ယောဂလက်ကောင်ယောဂရှိတာမျိုးတွေတဲကြည့်နေ တရရွဲ့ယောဂတွေမှာအနာဖြစ်တတ်ကြပါတယ်။မကောင်းတဲ့အမှတ်သားတွေကတော့စနီဂျူခွန်ကပြားမယ်အဖြက်လန်းနေရှိမယ်။ဂျုံးနေတက်ချီခတ်တွေအဖြက်မြင်းနေရှိနေမကောင်းတဲ့စနီဂျူခွန်သမားဖြစ်တယ်လို့အရန်ကိုမောက်ချွန်နေရင်မကောင်းမြင်ပါဘူး။ဒါဆိုရင် သူဟာသူများကိုနစ်နာစီလိုတဲ့စိတ်ရှိတယ်။စိတ်ယုံမှဝင်လာတတ်ပါတယ်။လူဝက်ကြံစီနေတတ်ပါတယ်။ညီကိုမောင်နှမကိုဒုက္ခပေးတတ်ပါတယ်။မကောင်းမှုရာဇဝမှုတွေကို ပြုလုပ်လို့ရှိတတ်ပြန်ပါတယ်။ အယူသီးပြီးတော့နတ်တွေစုံးတွေမော်တွေကိုယုံစားတဲ့သူဖြစ်ပါတယ်။မိမစကားနားမထောင်မနဲ့အာခံတဲ့သူဖြစ်တတ်ပါတယ်။လူသတ်မှုကျူးလွန်တဲ့သူတချို့မှလည်းအဲ့လိုဖြစ်တတ်ပါတယ်။စေခတ်တတ်တတ်ကြပါတယ်။ယောက်ျားဆိုရင်မိမလိုက်စားမယ်။မဟုတ်တန်တရားပြောဆိုတာသိကြိုက်တတ်ပါတယ်။တခြားအမတ်သားဆိုးတွေရှိရင်ကြိုးမိတ်ပေးခံရတဲ့အထီးအပြစ်ကျူးလွန်တဲ့သူမျိုးဖြစ်ပါတယ်။အများအပြစ်ရုပ်ဆိုးတတ်ပါတယ်။အပြူဟိုင်းကြီးတွေဖြစ်တတ်ပါတယ်။ခြေောက်ကျိုးတတ်ပါတယ်။ကိုယ်တချမ်းသေတတ်ပါတယ်။ စင်ခြေတော့ယောဂဖြစ်လေရှိပါတယ်စနေကျုခွန်ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသူတို့အတန်ကနားထောင်မကောင်းပါဘူးညီးတွားတန်ပေါက်ပါတယ်စိုးနေကြအတန်လိုမျိုးဘလုံးပထွေးပြောတတ်ပါတယ်သူတို့အတန်ကိုနားထောင်ရတဲ့သူကချက်ချင်းသဘောမပေါက်တတ်ပါဘူးနောက်ပြီးသူတို့ရဲ့အာနယ်ချက်ကတော့ခြေခွင်တက်ခြေကျိုးတက်ကြပါတယ်လူတယောက်ရဲ့အတိတ်အနာဂတ်ပြစ်စုံပံကိုဖော်ထုတ်တဲ့နေရာမှာကံလန်းဟာအရေးကြီးပါတယ် တနည်းအားဖြင့်ကံလန်းဟာလူတယောက်ရဲ့အလောက်ကံကိုပေါ်ပြပါတယ်။ဒါ့ဝိမဲ့လည်းကံလန်းမပါပဲ ကြီးပွားချမ်းသာနေတဲ့သူများကိုလည်းကြုံမှုပါတယ်။ဒါကတော့လက်ပုံစံ၊လက်ပွေ၊ဂျိုခုံအနေထားကြံတဲ့လမ်းကြောင်းတွေရဲ့သဘောတရားတွေကိုပေါင်းစပ်လေ့လာရပါလိမ့်မယ်။ဒါကြောင့်ကံလမ်းမရှိတဲ့သူတွေထဲမှာအပြင်းထူတဲ့သူတွေကတော့စိုးပါမယ်။လုံလဝိရိယရှိတဲ့သူတွေအတွက်ကတော့ပြဿနာမရှိပါဘူး။ကံလမ်းဟာစိတ်ပညာနဲ့ပတ်သက်ပြီးအနုပညာဉာဏ်ရည်ကိုလည်းပေါ်ပြပါတယ်။ လေးတောက်လက်နဲ့ထိတ်ကားလက်ဒီမှာကန်လန်းကိုထင်ရှားစွာမမြင်ရပါဘူးအောင်မြင်နေကြပါတယ်ပုံမှန်ပြထားတဲ့နမူနာလက်ပုံစံမှာတော့ကန်လန်းကတဝက်ပဲရှိပါတယ်ဒီတော့သူမကြိုးစားရင်ကန်လန်းကရက်တက်နေမှာပါသူကြိုးစားရင်တော့ရက်နေတဲ့ကန်လန်းကတစ်ပင်လိုစက်တက်ပြီးပေါ်ပေါက်လာနိုင်ပါတယ်လက္ခဏာရဲ့ပြောင်းလဲတက်တဲ့အခြေခံသဘောတရားကိုလည်းတည့်စင်စားဖို့လိုပါတယ်နောက်တစ်ခုကတော့ပုံမှန်ပြထားသလိုမျိုးနှလုံးလန်းကနှစ်ထပ်တွန်းနေသလိုမျိုးဖြစ်နေခြင်းမှဖြစ်ပါတယ် နှလုံးလန်းကထက်လဲမရပြက်လဲမရနဲ့နှစ်ထပ်တွန်းနေသလိုမျိုးပါနေမယ်ဆိုရင်နည်းနည်းပါတာနဲ့အပြစ်ရှိပြီဖြစ်ပါတယ်အပြစ်အနာစာပါတဲ့နှလုံးလန်းအတွက်ကတော့ဒဏ်ခတ်ခံရပြီလို့ပဲတွေးလိုက်ပါဒီတော့ဘာတွေဆက်ဖြစ်မလဲနှလုံးလန်းကစိတ်ကိုကိုစားပြုတဲ့အတွက်စိတ်နဲ့ပတ်သက်တာတွေမကောင်းတာတွေများလာနိုင်ပါတယ်ဝမ်းသာတယ်ဆိုတာကကောင်းခြင်းပါသူနဲ့ဆန်းကျင်ဘက်ဖြစ်တဲ့ဝမ်းနည်းတယ်ဆိုတာကတော့မကောင်းခြင်းပါဒီတော့မကောင်းတဲ့အရာတွေကြောင့်ဝမ်းနည်းစရာတွေဖြစ်ရတဲ့နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ရေပြီးရတုံတက်နိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့အသက်လမ်းအတွင်းဖက်ကလာတဲ့ဥပက်လမ်းတစ်ချို့ပဲဖြစ်ပါတယ်။ပုံကကြီးမှပြထားသလိုမျိုးဥပက်လမ်းကအိမ်တော်ရေးလမ်းကိုဖြတ်နေမှဆိုရင်လက္ခဏာရှင်ရဲ့တစ္ဆာမဲမှုကြောင့်ပါရတဲ့အိမ်တော်ရေးပြက်စီးရခြင်းကိုကြုံရနိုင်ပါတယ်။အိမ်တော်ရေးလမ်းကအခွပါနေမှဆိုရင်တော့ပိုပြီးကျိန်းသေးပါတယ်။ပုံခခွေးမှပြထားသလိုမျိုးအင်္ဂါလမ်းဥပက်လမ်းကအသက်လမ်းကိုဖောက်ပြီးတနင်္လာဂျိုးခုံစီဆင်းနေမှဆိုရင်တော့ လက်ပိုင်ရှင်ဟာနေရာအတီတကြားမရှိဘဲခရီးများရတက်ပါတယ်။ယောက်ျားဆိုရင်တော့အရက်မိမကြိုက်မယ်။အပြိုအပားအကအခုံတဘောကြမယ်။အသက်ရှင်နေသည်မြကာလပတ်လုံးအလုံးနဲ့လက်မပြတ်တတ်ပါဘူး။ဒါအပြင်လက်ဝါပြင်ရဲ့အောက်ပိုင်းကပါထူနေမယ်ဆိုရင်တော့သူကရက်ဆက်ကြံကြုတ်သူတယောက်လည်းဖြစ်တတ်ပြန်ပါတယ်။ဒီကနေ့လက္ခဏာဘူတ္တလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ။